ားလုံးပဲမင်္ဂလာပါရှင်။ခစ်တဲ့မန္တလေးတရင်ဌာနကနေနောက်ဆုံးရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဘူးသီးတောင်ထန်းလျှောက်ခံကိစ္စစုံစမ်းစစ်ဆေးရန် ကုလလူခွင့်ရေးကိုယ်စားလှယ်ဒွန်အန်ဒရူးကိုအရကတက်တော် AA ကဖိတ်ကြားထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ ရခိုင်ပြည်ဘူးတိတော်မြို့နယ်ထန်းလျှောက်ခန့်ချေရွာတွင်မွတ်စလင်များကိုအာရကတပ်တော် AA ကအစုလိုက်အပြုံလိုက်တပ်ဖြတ်ခဲ့သည်ဆိုသောဆွဆွဲချက်နှင့်ပတ်သက်၍စုံစမ်းစစ်ဆေးရန်မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူအခွင့်ရေးအထူးကိုယ်စားလှယ်ဂျွန်အန်ဒရူးကို AA ကဖိတ်ကြားထားပါသည်။ထန်းလျှောက်ခန့်ချေရွာတွင်မွတ်စလင်များအစုလိုက်အပြုံလိုက်တပ်ဖြတ်ခံရမှုရှိမရှိနှင့်အခြားသောလူအခွင့်ရေးချိုးဖောက်မှုဆွဆွဲချက်များနှင့်ပတ်သက်၍ရခိုင်ပြည်သို့လာရောက်စုံစမ်းစစ်ဆေးရန်မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူအခွင့်ရေးကိုယ်စားလှယ် ဂျွန်အန်ဒရူးကိုအရကတ်တက်တော် AA ကဖိတ်ကြားထားကြောင်းသိရပါတယ်။မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ်ဂျွန်အန်ဒရူးသည်ရခိုင်ပြည်အပါအဝင်မြန်မာနိုင်ငံအနှံ့ကလူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်ပြီးအစီရင်ခံစာတစ်စောင်ကုလသမဂ္ဂအထွေထွေညီလာခံတို့တင်သွင်းရန်ပြင်ဆင်နေပြီးယင်းအစီရင်ခံစာအား2025ခုနှစ်အောက်တိုဘာလ20ရက်တွင်ထုတ်ပြန်ခဲ့ပါတယ်။ထိုစီရင်ခံစားရတဲ့တွင်ရခိုင်ပြည်အတွင်းမွတ်စလင်များအပေါ်အရက်ကတ်တော် AA မှလူခွင့်ရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ AAC ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်အပါအဝင်အခြားသော ထိပ်ပိုင်းခေါင်းဆောင်များဖြင့်စကားပြောပြခဲ့သည်ဟုဒွန်အန်ဒရူးကဖော်ပြထားပါသည်မူဆလင်တက်ချွလှုပ်ရှားသူများ၏ဆွဆွဲကြံများနိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့မှဆွဆွဲကြံများနှင့်ကုလသမဂ္ဂလူ့အခွင့်အရေးအဖွဲ့မှဆွဆွဲကြံများကိုအေအေကောင်းဆောင်များဖြင့်အချိန်ချင်းဆွေးနွေးခဲ့သည်ဟုဒွန်အန်ဒရူးကဆိုပါသည် တိုးတော်လေးအဆိုပါဆွဆွဲချက်များအလုံးကိုစစ်ဦးစီးချုပ်ဗိုလ်ချုပ်ထွန်းမြတ်နိုင်အပါဝင်အေအေကောင်းဆောင်များကပယ်ချညင်းဆိုထားကြောင်းဒွန်အန်ဒရူးအစီရင်ခံစာတွင်ဖော်ပြချပါရယ်။ရှင်းအပြင်ဘူသီးတောင်ထန်းလျှောက်ခံဖြစ်စဉ်အပါဝင်လူခွင့်ရေးချိုးဖောက်မှုဆွဆွဲချက်များအားလာရောက်စုံစမ်းစစ်ဆေးရန်အေအေမှဖိတ်ကြားထားသည်ဟုဒွန်အန်ဒရူးကဆိုပါရယ်။ အတိမပြုနိုင်သောလောက်ကျန်ဖန်တီးထားသည့်သတင်းချက်လက်များကိုအသုံးပြု၍ပါရကတက်တော် AA အပေါ်ပုတ်ချနေကြခြင်းအတွက် AA တာဝန်ရှိသူများမှစိုးရိမ်မှုများရှိနေကြောင်းလည်းတွန်းအပ်ချူ၏အစီရင်ခံစာတွင်ဖော်ပြထားပါသည်။ဘူဒီတောင်မြို့နယ်ထန်လျှောက်ခံကြီးရွာတွင်2024ခုနှစ်မေလ2ရက်နေ့ကမွတ်စလင်600ကျော်အစုလိုက်ပြုံလိုက်တပ်ဖြတ်ခံရပြီးကျူးလွန်သူမှာအရကတက်တော် AA ဖြစ်ကြောင်းကြီးပါရောက်မွတ်စလင်တက်ကြွလှုပ်ရှားသူများနှင့်နိုင်ငံတကာလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့များမှအသီးသီးဆွဆွဲပြစ်တင်ထားကြပါသည်။ သို့တော်လည်းအဆိုပါဆိုဆွဲချက်များကိုအာရကတတ်တော်အေအေမှဖြက်ဖြက်တာတာပယ်ချထားပြီးထန်းလျှောက်ခံချေးရွာတွင်အယက်သားမွတ်စလင်များတပ်ဖြတ်ခံရခြင်းမရှိကြောင်း AACOC ချုပ်ကိုယ်တိုင်ပြောဆိုထားတာဖြစ်ပါသည်။ထန်းလျှောက်ခံချေးရွာတွင်စစ်ကောင်စီတပ်ဆွဆွဲသည့်အချိန်တွင်ရွာသားများမှမရှိတော့ဘဲစစ်ပေးရှောင်အဖြစ်တွားရောက်ခိုလုံနေကြပြီးဖြစ်ကြောင်းနှင့် AA မှထန်းလျှောက်ခံရွာကိုတင်ပိုက်ချိန်တွင်စစ်ကောင်စီတပ်သားအများပြားတိုက်ဆုံသွားကြသည်ဟု AA ကဆိုပါသည်။ ထို့ကြောင့်ထန်လျှောက်ကန်ကြီးရွာနေတွင်တွေ့ရှိရသောရုပ်အလောင်းများမှာစစ်ကောင်စီတပ်ဖွဲ့ဝင်များသာဖြစ်ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်များတဲ့တွင်အတင်းအာဓမစစ်သားစုဆောင်ခံခဲ့ရ၍အေအေအားတိုက်ခိုက်နေသောစစ်မှုတပ်မှုစလင်တပ်သားများလည်းပါဝင်ခဲ့ကြောင်းစစ်တုံးပန်းစကခ15ဒုတက်မှမှုပုံမှုကြီးကောင်းမြတ်ကဝန်ခံပြောဆိုထားပါသည်။ ထို့ကြောင့်အာရကတက်တော်အေအေမှရခိုင်ပြည်တွင်မုစလင်များအားအစုလိုက်ပြုံလိုက်တပ်ဖြတ်ခြင်းအပါအဝင်လူမျိုးတုံးတပ်ဖြတ်မှုများမရှိသည့်အတွက်ဆွဆွဲချက်များအလုံးကိုစုံစမ်းစစ်ဆေးနိုင်ရန်မြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂလူ့အခွင့်အရေးအထူးကိုယ်စားလှယ်တွန်းအန်ထရူးကိုဖိတ်ကြားထားခြင်းဖြစ်ကြောင်းသိရပါသည်ဆလဘီနိုင်ငံခံဖြူဟာကုန်းကိုအာရကတက်တော်အေအေနဲ့ပူပေါင်းတက်ခွေများကဝင်းရံပိတ်ဆို့ထားပြီးထိုးစစ်စင်တိုက်ခိုက်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် နေရအနေငယ်သာကြန့်ရှိတော်သည့်နှဲ့ရီခံပြူဟာကုန်းကိုအရကတက်တော် AA နှင့်ဖူးပေါင်းတပ်ဖွဲ့များမှဝင်းရံပိတ်ဆို့ထားပြီးဖြည်းဖြည်းချင်းထိုးစစ်ဆင်တိုက်ခိုက်နေကြောင်းနှဲ့ရီကန်စီရေးသတင်းရင်းမြစ်ကပြောပါရယ်။နှဲ့ရီကန်ပြူဟာကုန်းသည်ရခိုင်နှင့်မကွေးအစံအမ်ဘရန်လန်တွင်ရှိသောစစ်ကောင်စီ၏ပြူဟာကုန်းတပ်စခန်းတစ်ခုဖြစ်သည်။အော်တိုဘလာ15ရက်အရကတက်တော် AA ၏စီရေးသတင်းထုတ်ပြန်ချက်တွင်နှဲ့ရီကန်ပြူဟာကုန်းစခန်းအားအပိသက်သိမ်းပိုက်ရရှိနိုင်၏အနေငယ်သောလက်ကျန်နေရာအချို့ကိုထိုးစစ်ဆင်တိုက်ခိုက်နေသည်ဟုပြောဆိုထားသည်။ ယနေ့အောက်တိုဘာလ22ရက်နေ့နိုင်ရီကန်ဖြူဟာကုံစည်ရေးချင်းတွေကိုခိုင်မာသောစည်ရေးသတင်းရင်းမြစ်တအုပ်ကယခုလိုပြောပါရယ်အခုထိတော့ဝိုင်းဝန်းထားတော့ပါပဲခြောက်ကူလန်းပြီးလဲဖြတ်တောက်ထားတယ်လက်တလောဖြည့်ဖြည့်ချင်းထိုးစစ်စင်နေတာမျိုးပါအရက်ကတက်တော်စီမာရော PDF တွေစီမာရောလက်နက်ချအလင်းဝင်လာသူထွက်ပြေးလာသူတွေတော့ရှိပါတယ်ဟုပြောပါရယ်နိုင်ငံပြူဟာကုံအနိရှိခုတ်ကြီးဖိုက်တာကုံစသည့်ခကင်းစခန်းများအလုံးကိုအေအေပူပေါင်းတပ်ဖွဲ့မှသိမ်းပိုက်ပြီးနောက်ပင်မပြူဟာကုံကိုသိမ်းပိုက်ရရှိနိုင်ရေးကြိုးပမ်းနေကြခြင်းဖြစ်ပါတယ် ထို့သောထိုးစစ်ဆင်တိုက်ခိုက်နေစဉ်အတွင်နှရေကံပြူဟာကုန်းပေါ်မှထွက်ပြေးနေသူများနှင့်အလင်းဝင်လာသူစုစုပေါင်းစစ်ကောင်စီတပ်သား71ဦးအားဖမ်းဆီးရမိထားကြောင်း AA မှအော်တိုဘတ်လ18ရက်တွင်ထုတ်ပြန်ချပါရယ်။နောက်ထပ်စစ်ရေးသတင်းရင်းမြစ်တအူကနှရေကံကမကွေးအထွက်ရောရခိုင်အထွက်ရောအရေးပါတာကို AA ရော PDF ရောစစ်ကောင်စီရောအားလုံးကသိကြတယ်။ဒီကုန်းကိုရသွားပြီဆိုရင်ရဖဲမျိုးကတည်ရင်တွေကပါစဆက်ယုံတွေကိုဟောင်ဝဲစာလက်နက်ကြီးတွေနဲ့လှန့်ထူလို့ရတယ်။ဂျာကိုစစ်ကောင်စီကတီတော့အသေးအလေးပြန်လေခုကန်ဒီတာပြတ်တယ်။ အေအေရဲ့ထိုးစစ်တွေကိုလေးချောင်းပြစ်ကူရောလူအင်အားတွေရောအဆက်မပြတ်ပို့ပေးနေတယ်ဟုလည်းပြောပါရယ်။နေအီကန်ပြူဟာကုံမကြစေရဲ့အတွက်စစ်ကောင်စီကစစ်ကူများနဲ့လေးချောင်းပြစ်ကူများအဆက်မပြတ်ပြုလုပ်ပေးနေတော့လေအကောင်ဆုံးတုံ့ပြန်ခန့်စစ်များနဲ့အတူထိုးစစ်ဆင်တိုက်ခတ်ရရှိသည်ဟုအေအေကပြောဆိုထားပါရယ်။နိုင်ငံပြူဟာကုန်းတွင်2024ခုနှစ်ကစပြီးတမခ69နှင့်စကခ19တက်များအင်အားဖြည့်တက်ဆွဲထားပြီးစစ်ကောင်စီတပ်သားအင်အား600နီးပါးအထိကျန်ရှိနေတဲ့ကြောင်းသတင်းရင်းမြစ်များထံမှသိရပါဗျာ။ နိုင်ရခံပြူဟာကုန်းမှစစ်ကောင်စီတပ်သားများအနေဖြင့်လက်နက်ချအလင်းဝင်ရောက်လို့သူများအချိန်မရွေးလာရောက်နိုင်သည်ဟုအာရခတ်တပ်တော် AA နှင့် PDF များကတိုက်တွန်းပြောဆိုထားပါသည်။ဆက်လက်ပြီးရေမြို့နယ်ဝါရဟိုင်းရွာတွင်တပ်ဆွဲထားသောစစ်တပ်ကိုရေဘလူးအဖွဲ့ကပိတ်ဆို့ထားမှုကြောင့်စစ်သားများစုခွာသွားပြီးစစ်တပ်ကထောက်နှားခဲ့သောမိုင်းများနှင့်ချက်စီးခဲ့မှုများကိုဝင်ရောက်ရှင်းလင်းနေဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါသည်။ မွန်ပြည်နယ်ရေမြို့နယ်ဝါရဟိုင်းရွာတွင်တက်ဆွဲထားသောစစ်တပ်ကိုရေးဘလူအဖွဲ့ကပိတ်ဆို့ထားမှုကြောင့်စစ်သားများစုခွာသွားပြီးအကြမ်းဖက်စစ်တပ်ကထောင်ထားခဲ့သောမိုင်းများနှင့်ဖျက်ဆီးခဲ့မှုများကိုဝင်ရောက်ရှင်းလင်းခဲ့ကြောင်းရေးဘလူတပ်ဖွဲ့၏တည်ရင်မှုကသတင်းဌာနကိုပြောကြားပါသည်။အော်တိုဘလ20ရက်နေ့တွင်ရေးဘလူတပ်ဖွဲ့မှရဲဘော်များကဝါရဟိုင်းကျေးရွာတွင်ရှိအကြမ်းဖက်စစ်သားများထောင်ထားခဲ့သည့်မိုင်းများကိုရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း ်အကြံဖက်စစ်သားများသည်ဝါရဟိုင်းကြီးရွာသို့စစ်ကြောင်းထိုးဝင်ရောက်ခါပြည်သူ30ကျော်ကိုဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။အဆိုပါအကြံဖက်စစ်တပ်စစ်ကြောင်းကိုရေဘလူးအဖွဲ့ကလိုက်လံပိတ်ဆို့ထားမှုကြောင့်စစ်ကြောင်းတစ်ခုလုံးရှေ့ဆက်မတိုးနိုင်ပေဝါရဟိုင်းကြီးရွာအတွင်းမှပြန်လည်ဆုတ်ခွာသွားသောကြောင့်ရေဘလူးအဖွဲ့ကဝင်ရောက်ရှင်းလင်းမှုများလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းသိရပါသည်။လွန်ခဲ့တဲ့ရက်နေငယ်လောက်ကဝါရဟိုင်းကြီးရွာတွေကိုစစ်ကြောင်းထုတ်ပြီးရွာသား30ကျော်ဖမ်းသွားတယ်။ကျွန်တော်တို့စစ်ကြောင်းလိုက်ပိတ်တော့ပြန်ပြေးဆင်းသွားတယ်။ ကျေးရွာတဲ့သူတို့တွေထောင်ထားတဲ့မိုင်းတွေလိုက်လံဖျက်ဆီးခဲ့တဲ့နေရာတွေဖွံ့ဖြိုးတိုးတက်ဖို့ပြန်လည်ထူထောင်ဖို့ကျွန်တော်တို့ဒီကျေးရွာတဲကိုဒီနေ့ဝင်ရောက်ရှင်းလင်းခဲ့တဲ့ဟုရေဘလူတပ်ဖွဲ့ဤတရင်မှုကပြောဆိုပါရယ်အကြံဖက်စစ်တိုက်ဖျက်ဆီးခဲ့မှုကြောင့်ဝါယဟိုင်းကျေးရွာစာတင်ချောင်းဖျက်ဆီးခဲ့ပြီးကျေးရွာအတွင်ရန်တမ်းပစ်ခတ်မှုကြောင့်ဖျက်ဆီးသည့်နေရာများရှိနေကြောင်းအကြံဖက်စစ်သားများဤဖမ်းဆီးခံခဲ့ရသည့်ပြည်သူများမှလည်းပြန်လည်လွတ်မြောက်လာခဲ့ပြီဖြစ်ကြောင်းရေဘလူတပ်ဖွဲ့ထံမှသိရပါရယ်ဆလဘီ တန့်စင်မျိုးနယ်တွင်စစ်တပ်စစ်ကြောင်းကိုဂျာဖြတ်တိုက်ခိုက်မှုတွင်စစ်သားစစ်တပ်ဦးတေဆုံးပြီးစစ်ကြောင်းကဆုတ်ခွာထွက်ပြေးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးတော့မှာဖြစ်ပါတယ်။စကိုင်းတိုင်းတန့်စင်မျိုးနယ်တွင်အကြံဖက်စစ်တပ်စစ်ကြောင်းကိုဂျာဖြတ်တိုက်ခိုက်ခဲ့ရာစစ်သားစစ်တပ်ဦးနေရာတွင်ပွဲချင်းပြီးတေဆုံးခဲ့ကြောင်းဖြီတုကောက်ွက်ရဲ့အဖွဲ့ရေဦးမျိုးနယ်ပကဖတောင်ဝင်ကန်ကသတင်းဌာနကိုပြောကြားပါတယ်။ ရှမနီအော်တိုဘာလ20ရက်နေ့နက်9:30မိနစ်ခန့်အချိန်တန်ဆယ်မြို့နယ်အတောကြီးရွာမှာကံပလူမြို့နယ်ကာဘူးဘတ်သို့ပြန်လည်ဆုတ်ခွာနေသောအကြံဖက်စစ်တပ်စစ်ကြောင်းကိုတော်လန်ရေးတပ်ဖွဲ့များကဂျာပြတ်တိုက်ခိုက်ခဲ့ကြောင်းအဆိုပါစစ်တပ်စစ်ကြောင်းကိုတော်လန်ရေးတပ်ဖွဲ့များကစူပါ၍တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။စစ်ခွေးဆက်တက်ကောင်တည်တယ်လို့သိရပါတယ်။စစ်ခွေးဆက်တက်ကောင်ကတော့နေရာတွင်ဖွဲ့ချင်းပြီးတည်ဆုံခဲ့ပါတယ်။ စစ်ခွေးအရှင်ဖမ်းမိတာမျိုးမရှိပါဘူးကျွန်တော်တို့ရဲဘော်တွေအထီးကမ်းရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ပါတယ်ဟုပြည်သူ့ကာကွယ်ရေးအဖွဲ့ရေဦးမြို့နယ်ပကဖထောင်ဝင်ခံကပြောဆိုပါတယ် တန်ဆင်မြို့နယ်ပကဖတပ်ဖွဲ့ဤသတင်းထုတ်ပြန်ချက်တွင်မူဂျမန်နီအော်တိုဘာလ20ရက်နေ့နနက်9:30မိနစ်အချိန်တန်ဆင်နယ်အရှိချမ်းတွင်စစ်တပ်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်းအစုပါစစ်ကြောင်းမှအတော်ရွာမှကာဘူးကျေးရွာဘက်သို့ပြန်လည်ဆုတ်ခွာလာစဉ်ကာဘူးတရာအနီးတွင်ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းစစ်တပ်မှတပ်ဖွဲ့ဝင်5ဦးသေဆုံးပြီး12ဦးထဏ်ရာရရှိပြီးစစ်သားများထွက်ပြေးသွားကြောင်းအလောင်းများနှင့်ထဏ်ရာရစစ်သားများကိုဂျမန်နီမွန်တက်12နှစ်ကျော်အချိန်ကားများဖြင့်တည်ယူသွားကြောင်းသိရပါသည် တိုက်ပွဲအတွင်းမှာတော့စစ်ခွေးနဲ့ပြူခွေးငါးကောင်ကတော့ပွဲချင်းပြီးတည်ဆုံပါတယ်။တိုက်ပွဲဖြစ်ပြီးမိုးလဲပိုင်းလောက်မှာတော့စစ်ခွေးတွေအင်အားအများပြားနဲ့ထပ်မံရောက်ရှိလာပြီးစစ်ခွေးအလောင်းနဲ့ဒဏ်ရာရတဲ့စစ်ခွေးတွေကိုကားနဲ့လာတဲသွားတယ်လို့သိရတယ်။ကျွန်တော်တို့လက်နက်တွေတော့သိမ်းဆည်းရမိတာမရှိပါဘူးဟုတန်ဆယ်မျိုးနဲ့ပကဖာမှတာဝန်ရှိသူကပြောဆိုပါတယ်။အဆိုပါစစ်စင်ရေးတိုက်ပွဲအောင်တန်ဆယ်မျိုးနဲ့ပကဖာရွှေဘိုခရိုင်အမှတ်52ပြူဟာတရင် ။ PLA ပေါ်ဦးစစ်ကြောင်းရေဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရေဦးပါကဖလက်ယုံတပ်ဖွဲ့တို့ကဖူးပေါင်းတိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ခစ်သစ်မန္တလေးသတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းများတင်ဆက်မှုကိုဒီမှာပဲရနာပါရစေ။နောက်နေ့တွင်မှလည်းသတင်းတို့များတင်ဆက်ပေးနေမှာမို့စောင့်မျှော်ကြည့်ရှုဖို့တိုက်တွန်းလိုပါတယ်။အဆုံးထိကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးထူးတင်ရှိပါတယ်ရှင်။